离心靠近。Listen, သူကအော်ဟစ်လိုက်ပါတယ်ပန်းပိလန့်ထဲမှာမင်းနဲ့နေတဲ့လေဒီကပေါ်လာပြီးဝင်လီရဲ့ညာလက်မှာဆူဝေးလာပါတယ်ထိုလေဒီကမင်းနဲ့နေတဲ့ငကားလေးကောင်အဖြစ်ပြောင်းလဲသွားပြီးအေးဆက်တဲ့လေမြောင်းကိုထုတ်လွှတ်လိုက်ပါတယ်ခနားတော်မှာမရက်ပဲသူ့ရဲ့ညာလက်ကဒစိမ့်တီကိုပြောင်းလဲပြီးမိုးစင့်ခေါ်ခြင်းဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီးတော့ဆွကြပါတယ်သူကအော်ဟစ်လိုက်ပါတယ်မင်းနဲ့နေတဲ့ငကားတွေရဲ့ဟင်းရောက်တန်တဲ့အတူမိုးရေရွာသွန်းလာပြီးကောင်းကင်ကိုဖုံးလွှမ်းသွားပါတယ်ကောင်းကင်ပုံဆွေးင်းနေရနေရာအနှံ့အနေဆူဝေးလာပြီးမိုးဆက်ထဲကိုဝင်ရောက်သွားပါတယ်လေးစင့်ခေါ်ခြင်းနဲ့မိုးစင့်ခေါ်ခြင်းကိုအဆက်မပြတ်တုံးလိုက်တဲ့အခါ ုံနှစ်ခုကပေါက်ဆက်သွားပါလေလေထဲမှာမိုးရဲ့ဆွမ်းကအားကောင်းပြီးမိုးထဲမှာလေရပူပြီးတော့အစ်ဆက်လာပါလေရလန်းအနေနဲ့မိုးဆက်တွေကရေခဲတွေအဖြစ်ပြောင်းလဲသွားပါလေဝလင်းကလညုံနဲ့ထူလိုက်တဲ့အခါမင်းနဲ့နေတဲ့ငကားလေးကောင်ကဟန့်ရောက်ပြီးရေခဲတွေကအဖြစ်အဝေးရုံနဲ့အမျိုးသမီးစီကိုတတဲကြောက်သွားပါလေထိုရာရေပေါ်အခြေအနေဖြစ်ပြီးဝလင်းရဲ့မျက်လုံးလေးကအစ်ဆက်သွားကသူရဲ့လက်တွေကလက်တစိတ်တစ်ခုကိုဖဲလိုက်ပြီးတွန်းဆုံနေခြင်းမရှိပဲယတနာလက်နဲ့တိုက်သူကအဟိလိုက်ပါလေထိုအခါသူ့ရဲ့ပါဇက်ကနေမင်းနဲ့နေတဲ့အလင်းတစ်ခုကထွက်လာပါလေ ထိုရာတော့ငဲပုံ၁၈ထက် ကောင်းကင်တစိခတ်တုံးမှာငဲပုံ၁၈ထက်ကောင်းကင်တစိခတ်တုံးကတောက်ပါစွာနဲ့လင်းလက်သွားပါတယ်ဝင်လင်းကသူ့ရဲ့အညီလက်ကိုဝင်လိုက်တဲ့အခါတစိထဲရတိုက်ပွဲဝင်းညင်များထလာပြီးဂူထဲမှာပြင်းနေသွားပါတယ်သူတို့ကလေးစိခော့ခြင်းမိုးစိခော့ခြင်းနဲ့အတူအဖျော်ဝေးုံနဲ့အမျိုးသမီးကိုတိုက်ခိုက်လိုက်ကြပါတယ်ယတနာလက်နဲ့တိုက်ရပန်းပွင့်ပင်လယ်ထဲမှာလှိုင်းကြီးကိုဖြစ်ပေါ်စေပါတယ်ထိုရာဝင်လင်းကဘိုင်ဖန်ရဲ့ကောင်းကင်နီးပညာသုံးမျိုးလုံးပထမဦးဆုံးအချိန်ဖြစ်တဲ့အသုံးပြုခြင်းမှာနီးပညာသုံးမျိုးရဲ့စွမ်းအားကမရှင်နယ်လောင်းကိုအားကောင်းပါတယ်မင်းနဲ့နေတဲ့လီဒီယာပွင့်ချက်တွေကိုတိုက်ခိုက်ပြီး ရေကယ်ရီယာခုတစ်ခုလုံးမှာပတ်ကွဲတန်းတွေကိုပိတ်တင်ထပ်သွားစေပါတယ်။နောက်ဆုံးမှတော့ရတနာလက်နက်တိုက်ခေရမီးမတွန်းနိုင်တဲ့တိုက်ပွဲဝိညာဉ်တွေအထူးသဖြင့်ပေပိုးပေးရဲ့ဝိညာဉ်ဟာနေရာတစ်ခုလုံးကိုဖုံးလွှမ်းသွားပါတယ်။နီးပညာသုံးမျိုးကကဘာကြီးကိုဖုံးလွှမ်းနေတဲ့မှုတိုင်းတစ်ခုကိုဖန်တီးလိုက်ပါတယ်။တုံလုံးတန်ကကောင်းကင်ရုံအောင်လှောက်ခစီနိုင်ပါတယ်။ဘိုင်ဖန်ရဲ့နီးပညာသုံးမျိုးရဲ့ပေါင်းစပ်မှုကပန်းပင်းလန်ထဲမှာလမ်းတစ်ခုကိုဖိမေးပြီးအဖျော်ဝေးအမျိုးသမီးစီကိုဥတီသွားပါတယ်။ဝင်လင်းကချစ်တလန်တိုးပြီးသူ့ရဲ့ခန္ဓာကနေကွဲအတံများထွက်လာပါတယ်။သူ့ရဲ့မူလရွယ်စားကနေပေတထောင်ကျော်အထိကြီးထွက်လာပါတယ်။အပြောင်းအလင်းတိုင်းကသူနဲ့ က်တူပြောင်းလဲပြီးပေရပုံးများစွာကြီးမားလာပါတယ်ထိုရာဝလင်းဝင်ရလာပါတယ်ရှေးအောင်နှဖျားရဲ့အချိန်ကကန့်တထက်မရှိပြန့်နှံ့သွားပါတယ်ဝလင်းကဟင်းလိုက်ပြီးသူ့ရဲ့ညာလက်နဲ့ရဆက်ဆွမ်းနဲ့ထိုးချလိုက်ပါတယ် အားကောင်းတဲ့လေတိုက်ခိုက်မှုတစ်ခုကလည်းပေါ်လာပြီးသူ့ရဲ့ရှေ့မှာရှိတဲ့နီးပညာသုံးမျိုးရဲ့အမျက်နှုံးကိုမိတိန်ပေးလိုက်ပါတယ်။ထိုအရာအလုံးကိုဖျက်ချော့ပြီးအဖျော်ဝေးုံနဲ့အမျိုးသမီးရဲ့ရှေ့ကိုရောက်ရှိသွားပါတယ်။နဂါးလီကောင်ကလည်းဟိဟောက်ပြီးမီးမတွက်နိုင်တဲ့ရေခဲတွေရရွာကျလာပါတယ်။မီးမတွက်နိုင်တဲ့တိုက်ပွဲဝင်းကျင်တွေကလည်းကောင်းကင်ကိုပြင်းထန်နေပါတယ်။အဖျော်ဝေးုံနဲ့အမျိုးသမီးရဲ့မျက်နှာကလည်းအနေငယ်ပြောင်းလဲသွားပြီးဝင်လင်းရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကိုစိုက်ကြည့်ရင် ရှေးဟောင်းနှစ်ဖျောင်းသူကတူတူလေးပြောလိုက်ပါတယ်။သူမညာလက်ကိုမြောက်ပြီးသူမရဲ့လက်ကနေအစင်းရောက်အလင်းများထွက်လာပါတယ်။ပြီးတော့လိုအပ်ဆန်းကျတဲ့အလင်းလုံးတစ်ခုကလည်းပေါ်လာပါတယ်။ထိုအလင်းလုံးကပေါ်လာတဲ့ချိန်မှာရှေးဟောင်းနှစ်ဖျားအဖြစ်ပြောင်းလဲသွားတဲ့ဝင်လင်ကအနည်းရရှိတဲ့ခန်းစားချက်ကိုထမှန်ပြီးတော့ခန်းစားလိုက်ရပါတယ်။ဒီတစ်ခါအရင်အထက်အစာပေါင်းများစွာပို့ပြီးတော့ပြင်ထန်ပြီးအလုံးကထိုအလင်းလုံးကြောက်ပါ အဖေအောင်ဝေယုံနဲ့အမျိုးသမီးရဲ့မျက်နှာပို့ပြီးတော့ဣဆက်လာပြီးအလင်းလုံးကိုပြစ်လွတ်လိုက်ပါတယ်ထိုးရမှုတ်တိုင်းစီကိုဥတီပြန်တန်းသွားပြီးချက်ချင်းပဲတိုက်မိသွားပါတယ်ဘာတမမကြားပေမဲ့ရှေးရမြင်ခွင်းကဝန်လင်းကိုအာဟန်တင်းစီပါတယ်အလင်းလုံးကမှုတ်တိုင်းနဲ့ထိထိတဲ့အချိန်မှာသူတို့ကပြုတ်ကွဲသွားပါတယ်အလင်းလုံးရဲ့ပြုတ်ကွဲမှုကထူးဆန်းတဲ့ပြောင်းလဲမှုတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်မူလာကပေါင်းဆက်ထားတဲ့ဤပညာသုံးမျိုးကလည်းပြန်လဲခွဲထွက်သွားပါတယ်ဒိုဝါရင်သူတို့ကထမှန်ပြောင်းလဲပြီးအမျိုးသမီးရဲ့အရှိမဘာမှမကြံလို့တဲ့အထိပျက်စီးသွားပါတယ်ယတနာလက်နဲ့တိုက်ထေးကတိုက်ပွဲဝင်းညင်နေအောင်ငရေပုံ၁၈ထပ်ကောင်းကင်တစိခတ်တုံးလေးကိုပြောင်း င်သွားပါတယ်ထိုးရအလုံးကချစ်ချင်းပဲဖြစ်သွားပြီးဝင်လင်းရဲ့မျက်နှာအမူအရရန်ဦးမှာပြောင်းလဲသွားပါတယ်သူ့ရဲ့လက်သီးချဲရဲ့ပက်လက်ကမှုန်တိုင်းရလေပြောက်ွက်သွားပြီးအဖျော်ဝိအမျိုးသမီးစီကိုဥတီနေစေပါပဲအဖျော်ဝိအမျိုးသမီးရဲ့မျက်နှာကတော့တင်းငင်နေပြီးမျက်လုံးနေရာတောက်ပွားနေပါတယ်သူမရဲ့လက်ထဲမှာအလင်းလုံးနေရာထပ်ပေါ်လာပြီးဝင်လင်းစီကိုတက်တက်ပြစ်လွတ်လိုက်ပါတယ်အရင်မြစ်ဆွင့် ဝလင်းကလင်းလုံးထဲမှာအရင်မြင့်စွမ်းရဲ့နိုင်ငံရှိနေတာကိုသိလိုက်ရပါတယ်ထိုအရင်မြင့်စွမ်းရဲ့ကသာနီးပညာ၃မျိုးကိုပြုတ်ကွဲသွားစေနိုင်တော့နီးပညာ၃မျိုးကိုပြုတ်ကွဲသွားစေနိုင်တာပါသူ့ကိုထိမိရင်ရှီအောင်နှဖျားရဲ့ခန္ဓာကိုယ်ဟာရှိရင်တော့ပြုတ်ကွဲသွားပါလိမ့်မယ်ဒီလောက်ထိအန္တရာယ်ကြီးတဲ့အချိန်မှာဝလင်းရဲ့မျက်လုံးသုံးလုံးထဲကတတိယမျက်လုံးကယူတီရဲ့ပွင့်လာပါတယ်အလင်းလုံးကနီးကလာတာနဲ့တတိယမျက်လုံးကနေခြုံထက်နေတဲ့အနီရောင်အလင်းများထွက်လာပါတယ်တတိယမျက်လုံးရဲ့အဆောင်းကိုအပြေးဝထွက်လွတ်လိုက်ပါတယ်တတိယမျက်လုံးကပွင့်လာတဲ့အချိန်မှာအနီရောင်အလင်းကရက်တောက်လိုပွင့်လာပြီးအလင်းလုံးကိုဖုံးလိုက်ပါတယ် ပြီးတော့တတိယမျိုးလုံးထဲကအရင်မြင့်စွမ်းအင်ကဖြည်းဖြည်းချင်းထွက်လာပါတယ်ဝင်လင်းကသူ့ရဲ့တတိယမျိုးလုံးထဲကအရင်မြင့်စွမ်းအင်နဲ့တိုက်ခိုက်တာထိုရာပထမဆုံးအချိန်မှာအနီရောင်အလင်းကငင်းကန်းတဲ့ပုံပေါက်ပြီးမဲ့အလွန်အမအနီရများပါတယ်အလင်းထဲမှာဝင်လင်းကတတိယမျိုးလုံးကနေထွက်လာတဲ့အဖျော်ဝိအမျိုးသမီးရဲ့အနီထားပထမဆုံးအချိန်ဖြည့်ပြောင်းလဲသွားပါတယ်အလင်းလုံးကအနီရောင်အလင်းနိုင်ရဲ့အောက်မှာမြန်ဆန်နဲ့ပြောက်ကွယ်သွားပါတယ်ဒူဝါရင်ပြောက်ကွယ်သွားတဲ့ဝင်လင်းရဲ့တတိယမျိုးလုံးထဲကကြံရင်းနေတဲ့အရင်မြင့်စွမ်းအင်ရဲ့အနေငယ်ကလည်းတယောက်နဲ့တယောက်ပဲဖြစ်ဖြစ်နေသလိုအမြန်ဆန်နဲ့ပြောက်ကွယ်သွားပါတယ် ုဖြစ်စဉ်ဟာခဏလေးပဲကြာပေမဲ့ဝလင်းအတွက်ကတော့နှစ်ပေါင်းထောင်ချီသလိုခံစားရပါတယ်။အလင်းလုံးကပြောက်ကွက်သွားပြီးရင်တော့ဝလင်းကအမြန်ပဲဆုတ်ခတ်သွားပါတယ်။ပြီးတော့မင်းမင်းလေးဖြစ်နေတဲ့အနီရောအလင်းကပြောက်ကွက်သွားပြီးတတိယမျိုးလုံးကလည်းပိတ်သွားပါတယ်။ဝလင်းကဆုတ်ခတ်သွားတဲ့အခါသူ့ရဲ့ကြောဘောကဝေစားရီဟာအစ်စရဲချွေးတွေနဲ့ရွှဲနေပါတယ်။အဖျော်ဝိအမျိုးသမီးရလည်းမပြောင်းလဲပေမဲ့သူမရဲ့မျိုးလုံးတွေကတော့တည်ကြည်လာပြီးဖြည်းဖြည်းချင်းပြောလိုက်ပါတယ်။ရှေးဟောင်းနှစ်ဖျောင်းဘိုင်ဖန်ရဲ့ကောင်းဝင်ဤပညာအရင်မြင်ဆိုရင်နေရောက်ဘူးလေ။ ဝလင်းကဖျော်ဝေးအမျိုးသမီးကိုအရန်ဥမကြောင်းမိပေမဲ့ဂူထဲကိုဝင်ဖို့အတွက်ဖောက်ထင်းရပါမယ်ထိုအချိန်မှာဝလင်းရဲ့စိတ်ကတလုံးသွားပြီးသူ့ရဲ့ရက်စုတဲ့နီးပညာကိုမြင်ပြီးရတော့အဖိုးကြီးရဲ့ထူးဆန်းတဲ့မျက်နှာအနိထားကိုသတိရသွားပါတယ်ဝလင်းကသူ့ဘဝမှာအလောင်းစားလောက်တာရှားပြီမယ်ယခုတော့အလောင်းစားလောက်ရပါမယ်ငါမအောင်မင်းရှေးအောင်နှဆိုးဘီလိုရှားပြီးဒီကောင်းကင်ခုကိုဖောက်ထွက်ဖို့အတွက်အကူအညီတောင်းရမယ်ဘလူးပဲဖြစ်ဖြစ်ငါဝင်ဝင်ရလိမ့်မယ်ဝလင်းကတောင်းမြောက်အန်ချိတ်ပြီးလက်ကိုမြောက်ကလုံညှိုးထိုးပြီးရုတ်တရက်ရက် ရတန့်ချင်းဒီပညာအလေပေါ်လာပါတယ်အဖျော်ဝိအမျိုးသမီးရရတန့်ချင်းဒီပညာကိုမြင်လာတဲ့သူမရဲ့မျက်နှာအနေထားပြောင်းလဲသွားပါတယ်ဝလင်းရဲ့မျက်လုံးတွေကတောက်ပလာပြီးသူ့ရဲ့တလုံးအယူပုပ်ပုပ်အတွက်ဆုံးဖြတ်လိုက်ပါတယ်ကောင်းရင်ဇေဒီကလည်းပေါ်လာပြီးချင်းရွှတ်ရဲ့အလောင်းကဝလင်းနဲ့အဖျော်ဝိအမျိုးသမီးရဲ့ချားမှာပေါ်လာပါတယ်အဖျော်ဝိအမျိုးသမီးရမိုးချိုးပစ်ခံရသလိုပဲဖြစ်သွားပါတယ် အမျိုးသမီးရချင်းွှန့်ရဲ့လောင်းကိုစိုက်ကြည့်နေတဲ့အချိန်မှာသူမရဲ့ခန္ဓာကိုယ်ကတုံ့ပြန်သွားပါတယ်အတော်ကြာပြီးရဲ့နောက်သူမရဲ့မျက်လုံးလေးကိုမှိတ်လိုက်ပြီးမဲ့မျက်တောင်ကြီးရဲ့တုံ့ပြန်မှုကသူမရဲ့နှလုံးသားတွေကအာအန်တင်းမှုကိုမဖုံးကွက်နိုင်ခဲ့ပါဘူးဝယ်လင်ကအမျိုးသမီးရဲ့မျက်နှာအနိထားပြောင်းလဲမှုကိုအသေးချာစောက်ကြည့်နေတဲ့အချိန်မှာသူ့ရဲ့နှလုံးသားလေချောင်းဝါးထီကိုရောင်းနေပါတယ်သူမျိုးသမီးရရဲဆိုတဲ့နီးပညာနဲ့ချင်းွှန့်ကိုမှုမိမဲ့ဆိုပြီးသူကအလောင်းစားလုံးနေရပါခြုံခုတိုက်ခိုက်ဖို့အကောင်းဆုံးအချိန်ဖြစ်ပေမဲ့ဝယ်လင်းကတော့ဘာမှမလုပ်ခဲ့ပါဘူး ထိုမျိုးသမီးရဝင်လင်းဝင်ကြီးမားတဲ့အနေအကျီးရဲ့ခံစားချက်ကိုပေးဆွမ်းပါတယ်။သူမအရင်မြင့်စွမ်းရဲ့နေငယ်ကိုအသုံးပြုတဲ့အချိန်မှာဝင်လင်းကကြောက်လန့်သွားပါတယ်။မိတော့တခင်မှာအရင်မြင့်စွမ်းရဲ့အချိန်မှာရှိပေမဲ့သူတော်မအသုံးပြုနိုင်ပါဘူး။ဒိုဝါရင်ရဲ့အမျိုးသမီးရရင်မြင့်စွမ်းကိုတကယ်အသုံးပြုခဲ့တာဝင်လင်းအတွက်တော့မျိုးနိုင်စရာပါ။ထို့ကဲ့သို့ရန်သူမျိုးဝင်ဆိုင်ရတဲ့အခါခြုံခိုတိုက်ခိုက်တာအဓိပ္ပာယ်မရှိပါဘူး။ပုံဝင်ကျင့်ရလေလုံးဝတိတ်ဆိတ်နေပြီး ပန်းနေရဲ့မွေးကြိုင်တဲ့ရင်းနှင်းနဲ့ပွင့်ချက်ပင်လေတစ်ခုလိုဖြစ်ပေါ်နေပါတယ်။အထိန်ကတဖြည်းဖြည်းနဲ့ကုဆုံသွားတဲ့အခါနှစ်ယောက်လုံးကစဉ်းစားနေကြပါတယ်။15မိနစ်ကြာပြီးရင်တော့အဖျော်ဝေးအောင်ဝေးအမျိုးသမီးကမျိုးလုံးဖိလိုက်ပြီးချင်းရွှန့်ရဲ့အလောင်းကိုကြည့်လိုက်ပါတယ်။သူမစကားပြောချင်းသလိုပါဇက်ကိုဟားလိုက်ပါတယ်။သူကတည်းကထိုးအချိန်မှာပဲဂူရဲ့အဝေးကနေအတန်ကြဲကြဲထွက်လာပါတယ်။ထိုတိတ်ဆိတ်တဲ့အချိန်မှာထိုအတန်အလုံးအမကြမ်းတမ်းပါတယ်။တစ်ချိန်တည်းမှာပဲအဝေးရနေချိန်ဆတဲ့နေရဖြည်းဖြည်းချင်းထွက်လာပါတယ်။ထွက်ပြေးတာလား။ငါမျက်စိကျနေရဲ့ယတနာကဘရောမှထွက်မပြေးနိုင်ဘူး။ စစ်ထူနယ်ရဲ့မာနာကြီးရဲ့အတန်အဖျော်အလင်းတစ်ခုကိုလိုက်နေတဲ့အချိန်မှာပစ်တင်ထသွားပါတယ်။ထိုအဖျော်အလင်းထဲမှာပလင်းငယ်တစ်လုံးကရှိနေပါတယ်။ထိုပလင်းကိုအဖျော်ကြောင်းနဲ့လှုပ်ထားရပါ။အဝေးကနေကြည့်မဲ့ဆိုရင်ဟိုကဖြိုတူးတူးကောင်လိုနူးညံ့တဲ့အလင်းရောင်ကိုထွက်လွှတ်နေပါတယ်။စစ်ထူနယ်ကသူ့ရဲ့ပလက်ကိုဝင်းရထားတဲ့အနေအောင်မှုတွေကိုတွန်းထုတ်ပြီးပလင်းငယ်လေးကိုလိုက်နေပါတယ်။ပလင်းလေးကပို့ပြီးတော့မြင်မြင်ပြေးနေတာကိုမြင်တော့စစ်ထူနယ်ရဲ့လက်ကလက်တစိုက်တစ်ခုကိုဖဲလိုက်ပြီး လင်းရှိမှအနေအောင်မြူခိုးများပေါ်လာပါတယ်။အနေအောင်မြူခိုးတွေကပလင်းကိုမြူထောက်ဖို့ကြိုးစားနေရင်ကြောက်စရာတားရဲတစ်ခေါင်ဖေးပြောင်းလဲသွားပါတယ်။တားရဲကခုံတက်လို့တဲ့အချိန်မှာပလင်းငယ်လေးကရုတ်တရက်ရက်တန့်သွားပြီးအပိုင်ပိုင်ကွဲသွားပါတယ်။အပိုင်စားတွေကတားရဲကိုဖောက်ထွက်ပြီးတစ်ဖက်မှာပြန်ပြီးတော့ပေါင်းစည်းသွားပါတယ်။ပြီးတော့အမျက်နှုံးတင့်ပြီးရှေ့ကိုပြင်းစင်းသွားပါတယ်။ စစ်ထူနယ်ရဲ့မျက်လုံးတွေကတောက်ပလာပြီးရင်မောကထလိုက်သွားပါတယ်ရတနာကစစ်ထူနယ်စီကနေထွက်ပြေးတဲ့အချိန်မှာဝင်လင်းနဲ့အဖျော်ဝိအမျိုးသမီးကမြန်ဆန်နဲ့နီးကပ်လာပါတယ်ဝင်လင်းရဲ့မျက်လုံးတွေကမတိမတာတောက်ပလာပါတယ်အဖျော်ပလင်းကအလုံးမမြန်ပြီးအဖျော်ဝိအမျိုးသမီးစီကိုဥတီသွားပါတယ်အဖျော်ဝိအမျိုးသမီးကမျက်မှောက်ချုပ်ပြီးကြောက်စိမ့်လို့လက်ကိုဝင်ရင်လိုက်ပါတယ် လင်းရသူမရဲ့လက်ထဲကိုခင်းချင်းဆောင်နေဆင်းသက်လာပါတယ်။သူဝရင်အဖျော်ဝိမျိုးသမီးရပလင်းငယ်လေးကိုစုကန့်လိုက်တာနဲ့ရုတ်တရက်ပန်းကွေသွားပြီးသူမစီကိုပြန်တန်းလာပါတယ်။စစ်ထုန်ရဲ့ခနာကိုကလှူရှောက်သွားပြီးအော်ဟစ်လိုက်ပါတယ်။ဝလင်းတော့ကြောက်စို့ပလင်းရအမျိုးသမီးရဲ့လက်ထဲကိုရောက်တဲ့အချိန်မှာဝလင်းချင်းွှန့်နဲ့ဇေဒီကိုပြန်ယူပြီးအမြင်မဲ့ဆုတ်ခောက်သွားပါတယ်။စစ်ထုန်ရဲ့မျက်နှာမှာကြမ်းတမ်းတဲ့အမှုရာတွေကလည်းပေါ်လာပြီးလက်နှစ်ဖက်စလုံးကလက်တစိတ်တွေကိုဖွဲလိုက်ပါတယ်။ပြီးတော့သူ့ရဲ့လက်ကိုဖိပြီးသူကအော်ဟစ်လိုက်ပါတယ်။ကောင်းကင်နီးပညာလေးဟာနဲ့ကွက် သူရဲ့အတန်ပိတ်တင်ထသွားတဲ့အချိန်မှာသူရဲ့ရှေးရလေခါနေရပုံပြတ်သွားပါတယ်ပောက်ကွဲတန်နေရထလှပြီးမီးမတနိုင်တဲ့ဝေကဲတရားဘယ်မှမတိပေါ်လာပြီးအဖျော်ဝိမျိုးသမီးစီကိုပြန်တန်းလာပါတယ်ထိုခွင်ရို့အုံချပြီးစစ်ထူနန်လိုကအမြဲမဲဆုတ်ခွပြီးဝလီနဲ့အတူဂူဝင်ပေါက်စီကိုဥတီသွားပါတယ်ကွဲကြည့်နေတဲ့အဖျော်ပလင်ရဲ့အစိတ်ပိုင်းနေရအမျိုးသမီးရဲ့မျက်နှာစီကိုဥတီပြန်ဝဲလာပါတယ်သူကရင်သူမကမျက်စောင်းတစ်ချက်ထိုးလိုက်တာနဲ့အပိုင်းစားတွေကလေထဲမှာပဲရတန့်သွားပါတယ်တင်ငိန်နဲ့မျက်နှာထားနဲ့သူမကရှေးကိုဆက်လျှောက်လာပါတယ်စစ်ထူနန်ရဲ့ကောင်းကင်နီးပညာလီဟန်နဲ့ကွဲရဲ့ချင်းက ဖန်တီးလိုက်တဲ့မေမတနိုင်တဲ့ဝဲကဲတွေကရှေးကိုတိုးဝင်လာပြီးမှထူးဆန်းစွာပဲအဖျော်ဝစ်ဆုံတဲ့အမျိုးသမီးကိုဖျက်ဆီးသွားပါတယ်။သူမရဲ့ခြေလှမ်းလေးကိုနှေးကွေးသွားလို့လုံနိုင်ခြင်းမရှိပါဘူး။ဂူထဲကိုတိတ်ကိုဝင်ချင်နေရလား။အဖျော်ဝစ်အမျိုးသမီးကရှောက်လိုက်ရင်မေးလိုက်ပါတယ်။သူမရဲ့အတန်အဆက်နေစေဖြစ်ပေမဲ့တစ်ဖက်လူတွေစာနာကတော့မပါဝင်တော့ပါဘူး။ဝင်လင်းကစုခွနေမျက်လုံးလေးမှာတွေ့မှုချိုးဝပေါ်လာပါတယ်။ သူကရက်လိုက်ပြီးအဖျော်ဝိမျိုးသမီးကိုစိုက်ကြည့်လိုက်ပါတယ်စစ်ထူနန်ကလည်းမျက်မှောက်ကျုပ်ပြီးရက်လိုက်ပါတယ်အစောပိုင်းကသူကတယောက်တည်းရတနာတွေကိုရှာဖွေဖို့ထွက်သွားခဲ့ပေမဲ့မကြိုက်ခင်မှာပဲဝလင်ကရင်ဆိုင်နေရတဲ့အနေအကိုသတိထားမိလိုက်ပါတယ်အထူးသဖြင့်လှိုင်းကူလီပင်ရှင်သခင်နဲ့အခြားလူတွေကပျောက်ဆုံးသွားတာသူ့ကိုတွန်းလို့စေပါတယ်ဒိုဝါရင်ဝလင်ကထိုနေရာမှာရှိနေတော့သူတယောက်တည်းထွက်ပြေးလို့မရပါဘူးထို့ကြောင့်ရှောင်ပြေဖို့အခွင့်အရေးတစ်ခုကိုဖန်တီးပြီးအနေအကိုရင်ဆိုင်ပြီးတော့ထိုနေရာကိုလာခဲ့တာပါဝလင်ကရက်လိုက်တာကိုမြင်တဲ့အခါစစ်ထူနန်ကလည်းတွန်းဆုံနေခြင်းမရှိဘဲရက်လိုက်ပါတယ် နီကက်လာနေတဲ့အဖျွန်ဝိမျိုးသမီးကိုအိဆက်ဆွန်နဲ့စိုက်ကြည့်နေပါတယ်ဝယ်လင်းကလက်နှစ်ဖက်ဆုပ်ပြီးတငိန်ဆွန်နဲ့မိလိုက်ပါတယ်အကြီးကဲကကျွန်တော်တို့ဝင်ခွင့်ပြုတာလားအဖျော်ဝိဆုံးတဲ့အမျိုးသမီးကအတော်ကြာစဉ်းစားပြီးရဲ့နောက်တပင်းကိုချလိုက်ပါတယ်။သူမကနန်းတော်ဘက်ကိုလှည့်ကြည့်ပြီးတော့ပြောလိုက်ပါတယ်။လိုက်ခဲ့။အဲဒီနောက်မှာတော့အဖျော်ဝိဆုံးတဲ့အမျိုးသမီးကနန်းတော်စီကိုပြန်တန်းသွားပါတယ်။ဝင်လင်းကအနေငယ်စဉ်းစားပြီးရဲ့နောက်စစ်ထူနန်းကိုကြည့်လိုက်ပါတယ်။စစ်ထူနန်းရဲ့မျက်လုံးတွေကတောက်ပလာပြီးဖြင်းချင်းစွန့်နဲ့ပြောလိုက်ပါတယ်။ဒီလူကတမျိုးပဲ။ မလိုက်ချင်နှစ်ယောက်လုံးကထွက်သွားလို့ရတယ်။နင်တို့ရဲ့အပေါင်းအဖော်တွေကတော့အပြင်မှာစောင့်နေလိမ့်မယ်။အမျိုးသမီးရဲ့မိန်ဖျော်တဲ့အတန်နန်းတော်ထဲကနေထွက်လာပါတယ်။သူမရဲ့ပုံရိပ်ကနန်းတော်ရဲ့အပြင်ကိုရောက်ရှိနေပြီးခြေတလန်နဲ့နန်းတော်ရဲ့မှောင်ပိုက်တဲ့အတွင်ပိုင်းလေးကိုဝင်ရောက်သွားပါပြီ။အမျိုးသမီးရဲ့မျက်နှာထားကပြောင်းလဲသွားတာကိုစဉ်းစားရင်းဝင်လင်းရဲ့မျက်လုံးလေးမှာစိတ်ပိုင်းဖြစ်တာမှုများပြင်းထန်နေပြီးဖြင်းချင်းစွာနဲ့ပြောလိုက်ပါတယ်။စစ်ထူငါတယောက်ထဲဝင်သွားမယ်။နှစ်ယောက်လုံးကဝင်သွားပြီးတခုခုအားဖြစ်လာခြင်းခုခွန်းနိုင်စွမ်းမရှိတော့မှအိုစစ်ထူနန်းကသဘောကျကျသိပါတယ်။ ဘာပြောပဲသူကခေါင်းညှိလိုက်ပါတယ်ထိုရာသူနဲ့ဝင်လင်းရဲ့ဈာမရှင်းပြဖို့အတွက်မလိုအပ်တဲ့အရာတစ်ခုပါရှိပါတယ်ထိုရာတော့ယုံကြည်မှုပါဝင်လင်းကဘာပြောတော့ပါဘူးရှေ့ကိုချီတက်ပြီးမျက်စိတမိတ်တွေးမှပဲနန်းတော့ရဲ့ရှေ့ကိုရောက်ရှိသွားပါတယ်ပြီးတော့အသက်ကိုပြင်းပြင်းရှုပြီးနန်းတော့ထဲကိုခြေလမ်းဝင်လိုက်ပါတယ်နန်းတော့ကလုံအောင်မှောင်မိုင်းနေပါတယ်ထိုမှောင်မိုင်းမှုကသူ့ရဲ့မြေခွေးဝန်တာမကသူ့ရဲ့ဝိညာဉ်အာရုံကိုပါပိတ်ဆို့ထားနိုင်ပါတယ်သူ့ရဲ့ဝိညာဉ်အာရုံကိုသူ့ရဲ့ပုံဝင်ခြင်းပေနေတဲ့အကွာဝေးထိတာဖျက်ချနိုင်ပါတယ် ဝလင်းကရုပ်ထုတွေလိုပုံကြီးတွေကိုအနေငယ်မှုံဝါစွာနဲ့မြင်နိုင်ပါတယ်။ဒူဝါရင်အရန်မောင်းနေတော့ရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။ထိုနန်းတို့ကသူ့ရဲ့ခြေတံအလွယ်လိုလုံးဝကိုတိတ်ဆိတ်နေပါတယ်။ထိုခြေတံတွေကအဖျော်ဝေးုံနဲ့အမျိုးသမီးရအဖြစ်ဖြစ်နဲ့ရှောက်သွားနေရဆိုတော့ပြပြနေပါတယ်။ထိုချိန်မှာပဲခြေတံတွေကပြောက်ကွက်သွားပြီးမှိန်ဖျော်တဲ့အတန်တစ်ခုကခမ်းမဆောင်ထဲမှာပြန့်လွင့်လာပါတယ်။နမေရဘလို့ခေါ်လဲ။ဝလင်းကပြန်ဖြေလိုက်ပါတယ်။ဝလင်းဝမ်းအမျိုးသမီးရတယောက်တည်းစကားပြောနေတယ်လို့တူတူလေးပြောလိုက်ပါတယ်။သူ့ရဲ့နမေရဝမ်းဆိုပါလား။ နန်းတို့ကလည်းတက်ဆစ်သွားပါတယ်ဝင်လင်းရဲ့မျက်နှာထားပုံမှန်ပေမဲ့သူကလုံဝမသတိထားနေပါတယ်သူရဲ့ခန္ဓာကိုယ်မှာမူလဆွေရင်းတွေဟာပြင်းထန်နေပြီးပုံမှန်မဟုတ်တဲ့အရာတစ်ခုဟာဖြစ်လာခင်ပြန်လဲပြီးတော့တိုက်ခိုက်ရပါမယ်ပြီးတော့သူ့ရဲ့မျက်ခုံးတစ်ခုကြားတတိယမျက်မျက်လုံးကလည်းပေါ်လာပါတယ်မဖွင့်သားပေမဲ့အတွင်ကမူလအနှစ်ဆွေရင်းကအတွေ့တစ်ခုနဲ့တူပြန့်နှံ့သွားပါလိမ့်မယ်ဝင်လင်းကအဖျော်ဝေးုံနဲ့အမျိုးသမီးကိုရန်ဦးမှာကြောင်းနေရပါတယ်သူကနိဗ္ဗာန်အမြန်ယုံကြီးကြပ်မှုရဲ့အလေလက်အထွန်းထိပ်အဆင့်မှာရှိပြီးသူ့ရဲ့ရှေးအောင်နှဖျားခန္ဓာကိုယ်နဲ့နိဗ္ဗာန်တန်းစင်သူတွေကိုတိုက်ခိုက်နေပါတယ်သူကလည်းထိုးမျိုး သမီးတို့တော့မရှင်နိုင်ဘူးဆိုတာဝန်လင်းကသိပါတယ်သူကတည်းကအန်ရရှိနေရင်တော့သူလုံးကိုလိုအပ်မဲ့အရာတွေရရှိပါတယ်ထိုအရာဝန်လင်းရဲ့စရိုက်ပါစဉ်းစားနေတော့အမျိုးသမီးကသူမရဲ့ညာလက်ကိုဝင်ရင်လိုက်သလိုထင်ရပြီးအလင်းနဲ့တစ်ခုကပေါ်လာပါတယ်ထိုလင်းကတမမုတ်ပေါ့ကိုထိုမောင်မိုင်းမှုထဲကမိတစ်ခုလိုပဲထိုနေရာကိုမိန်ဖျော်တဲ့အလင်းရောက်နေနဲ့အမြင်ပဲအလင်းပေးလိုက်ပါတယ်မိန်ဖျော်တဲ့အလင်းရောက်ကိုအုံပြုတ်ပြီးဝန်လင်းကနန်းတော်ထဲမှာဘာရီယာရှိနေလဲဆိုတာရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီးအာန်တက်သွားပါတယ် ထိုနန်တော်ထဲကလူသားတွေကတာအိုဖျားချောင်းတစ်ခုလိုပဲနန်တော်ထဲမှာရုပ်ထု၉ခုကရှိပါတယ်၈ခုကဘေးဘက်မှာရှိပြီးအလေရတစ်ခုကတော့အရာမျိုးမျိုးနဲ့ထွန်းထူလာတဲ့ပုံရပြီးရွှေရောင်တောက်တောက်လေးထွက်နေပါတယ်ဒူဝါရင်ရွှေရောင်ကရန်ဥမှမှိမ့်ပါတယ်ပေါ်လာနဲ့မှောင်မိုင်းမှုကဝါမြူသွားပါတယ်ရာလန်အနေနဲ့ရုပ်ထုထဲမှာပဲထိမ့်သိမ်းထားနိုင်ပြီးရုပ်ထုကထူးဆန်းတဲ့အချိန်ကောင်ကိုထုတ်လွှင့်နေပါတယ်ထိုရာတလက်ပိုင်အမျိုးသားတယောက်ရဲ့ရုပ်ထုပါသူကရန်ဥမှချုံပေါ်ပြီးသူ့ရဲ့မျက်လုံးတွေကနှဆိုင်နဲ့အကြည့်ရှိနေပါတယ်အဝါရုံဝေးရုံကိုဝှစ်စင်လာပြီးမြင်မြင်တဲ့အချိန်ကောင်ကိုလည်းထုတ်လွှင့်နေပါတယ် အဝါရုံဝေးရုံမှာခင်ရောက်နဂါးကိုးကောင်ကိုပန်းထိုးတာပြီးသူရဲ့ရက်ဆက်ကြံကြုတ်တဲ့မျက်နှာထားကိုပြသနေပါတယ်ရုပ်ပုံနေတာဖြစ်ပေမဲ့သူတို့ကမြုံနိုင်စရာရက်ဆက်ကြံကြုတ်မှုကိုခံစားနိုင်စေပါထပ်ပြီးတော့နောက်ခန့်မှာထွန်းထုတ်လာတဲ့မူတိတ်နေရလည်းရှိပါတယ်ဒူဝရင်ထိုမူတိတ်နေရအဖြူအောင်မှုပဲအနေရောက်ထိုအနေရောက်မူတိတ်နေကြောင်တလက်ပိုင်အွယ်လူကတီကြီလေးနဲ့တဲ့ပုံပေါ်နေပါတယ်ဝလင်ကတလက်ပိုင်အရွယ်လူကိုကြည့်လိုက်တဲ့အခါသူ့ရဲ့စိတ်ထဲမှာတုန်ခါသွားပြီးမမြင်နိုင်တဲ့အချိန်မှာတစ်ခါသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာပါတယ် ထိုရှင်လာဝန်လင်းခန်းစားဘူးသူများထဲမှာပြင်းထန်ဆုံးမှာချင်းရွှေမိတော့သခင်ဒါမဟုတ်အလုံးစုံအမည်ရှိသူတို့ရဲ့အရှိန်အဝါတွေကအားနည်းလို့မှာလေကောင်းကင်တခွင်ကနည်းနည်းတဲ့တတရားဆင့်အကြီးကဲရအောင်အနေငယ်အားနည်းပါသေးတယ်ထိုရှင်လာအရန်ဟုတ်အစွမ်းထက်လွန်းလို့မမြင်ရတဲ့တယောင်မှုတစ်ခုကိုဖြစ်ပေါ်စေပါတယ်ဝန်လင်းကတစ်ချက်ကြည့်လိုက်တာနဲ့ဝန်လင်းကတစ်ချက်ကြည့်လိုက်တာနဲ့သူ့ရဲ့ခန္ဓာကိုယ်ကတုန်ခါသွားပြီးသွေးများထွက်လာပါတယ်သူကအမြဲပဲဆုတ်ခွပြီးမူလအနှစ်ဆွမ်းကိုတုံးဖို့ကြိုးစားလိုက်ပါတယ် တူရရင်ကြောက်စရာကောင်းတာသူ့ရဲ့မူလအနစ်ဆွမ်းရင်းကပါနောက်ကိုဆုတ်သွားပါရင်ထိုဆွမ်းရင်းရှိမှပေါ်လာအမောက်ကိုကြောင်းနေတယ်လို့ပုံကွက်နေပါရင်မမြင်ရတဲ့ဖီအားတစ်ခုကြောင့်ဝန်လင်းရဲ့ခန္ဓာကိုယ်ရေကမူလအနစ်ဆွမ်းရင်းကိုအတင်းကျပ်နှိမ့်ကုတ်ထားပါရင် ူရဲ့မူလအနှစ်စွမ်းရည်ကဘလောက်ပဲရုန်းကန်နေပါစေအလကားပါပဲကဘာမူလစွမ်းရည်ကထိုရုပ်ထုရဲ့ရှေ့မှာလက်နက်ထားပါတော့မယ်ဝင်လင်းကလည်းကြောက်လန့်သွားပါတယ်ထိုအချိန်မှာသူ့ရဲ့နှလုံးခုန်တောင်ကိုပဲကြားနိုင်ပါတယ်သူ့ရဲ့သွေးတွေကရက်တန့်သွားသလိုပါပဲဒိုးရတဲ့နောက်တစ်ခါမှသူ့ရဲ့သွေးအလုံးကနှလုံးဆီကိုပြန်ပြီးတော့စီးဆင်းလာပါတယ်ဝင်လင်းကသူ့ရဲ့နှစ်ပေါင်း1300ကျော်ကြီးညက်မှုတရန်တစ်လျှောက်မှာ ထိုကဲ့သို့အခြေအနေမျိုးကိုမကြုံဘူးဝင်မယ်ယခုချိန်ဟာထိုးရောက်စဉ်းစားမဲ့အချိန်မဟုတ်ပါဘူးသူရဲ့မူလအနှစ်ဆွမ်းရင်းကိုတုံးလို့မရပါဘူးခန္ဓာကိုယ်ထဲရသွေးစီစဉ်မှုကသူ့ကိုတုံ့ခါစေပါတယ်မမြင်နိုင်တဲ့ဖီယာတစ်ခုကထိုရုပ်ထုရဲ့ဇွမ်းအားရှိမှဒူးထောက်လက်နက်ချစေခြင်းပါတယ်ဝယ်လင်းရဲ့မျက်လုံးတွေဟာအနီအောင်တောက်လာပြီးဟင်းအောင်လိုက်ပါတယ်သူ့ရဲ့ရှေးအောင်နှဖျားအစွမ်းအားလည်းပောက်ကွက်ထွက်လာပါတယ်ရှေးအောင်နှဖျားတွေဟာကောင်းကင်ကိုမလေးစားပါဘူးတော်မလိုက်နိုင်ပါဘူးကောင်းကင်ကိုဆန်းကျင်ပြီးရောရှောက်လန်းပါတယ်ထိုရာရှစ်ခေအစီအစဉ်ရဲ့အစိပ်ပိုင်းတစ်ခုပါ ရုပ်ထုတစ်ခုထဲရရှေးအောင်နှဖျားတစ်ပေါက်ဘလို့လုပ်ပြီးတော့လက်နဲ့ချစီနိုင်ပါလေရှေးအောင်နှဖျားရဲ့အစွမ်းအားသူ့ရဲ့ခန္ဓာကိုယ်ပြစ်လာတဲ့အခါဝလင်းကဖြောင်းမတ်စွာနဲ့ရက်လိုက်ပါလေသူ့ရဲ့မျက်လုံးနေရာတောပနေပြီးရုပ်ထုကိုဒုတိယချိန်ဆက်ကြည့်လိုက်ပါလေသူ့ရဲ့စိတ်ထဲမှာတုန်ခတ်မှုကိုခံစားရပြီးတကိုယ်လုံးပြန့်နှံ့သွားပါလေသူ့ရဲ့ခန္ဓာကိုယ်ကတုန်ခတ်နေပြီးမဲ့မျက်လုံးနေရာတော့လက်မလျှော့တဲ့အကြည့်နဲ့ပါရှေးအောင်နှဖျားလေးကိုဘသူကမှလက်နဲ့ချခိုင်းလို့မရဘူး။ကောင်းကင်ရလည်းမရသလိုကပောက်ဥရိယလည်းမရဘူး။မင်းရလည်းမရဘူး။ ရှီယုံနှဖျားရဲ့ခြေရီကဝင်လင်းရဲ့မြခုံတစ်ခုကြားမှာအမြင်လေးပက်နေပြီ ူရဲ့ခန္ဓာကိုယ်ကနေပတ်ကွဲတက်များကိုကြားရပါတယ်။သူရဲ့စစ်မှန်တဲ့ရှေးအောင်နှဖျားပုံစံကိုပြောင်းလဲသေးပေမယ့်ခန္ဓာကိုယ်ရဲ့အစွမ်းကအမြန်တိုးလာပါတယ်။သူရဲ့ဆွမ်းထက်တဲ့ခန္ဓာကိုယ်ကရှေးအောင်နှဖျားရဲ့အစွမ်းကိုပုံမူပြည့်စေပါတယ်။လက်မလျှော့တဲ့အချိန်မှာတစ်ခုကသူရဲ့ခန္ဓာကိုယ်ကနေပတ်ကွဲထွက်လာတဲ့အခါဝလင်းကတောင်တလုံးလို့ရက်တိနိုင်ပါတယ်။ထိုအချိန်မှာရုတ်ထုကထွက်လို့တဲ့နှိတ်ကုမှုကိုတွန်းလှန်နိုင်ပါတယ်။တိတ်ဆိတ်မြင်တဲ့လိုင်းနေရာပိတ်တင်ထပ်သွားပြီးမှုန်တိုင်းတစ်ခုကဖြစ်လာကခန်းမတစ်ခုလုံးဖြစ်တန်းသွားပါတယ်။ဝလင်းကနောက်တစ်ချိန်ဆုတ်ခွာလိုက်ရပါတယ်။ ဝင်လင်းကဟင်းယုံလိုက်ပြီးရုတ်ထုကိုစိုက်ကျင်ရင်ရတံဘိုးအတွက်ရုံကန်လိုက်ပါလေထို့အချိန်မှာရုတ်ထုကအသက်ရှင်နေပြီးသူ့ကိုအစ်ဆက်ဆောင်နဲ့ကြည့်နေတယ်လို့ပုံအေးထင်မှတ်မှားသွားပါတယ်ဝင်လင်းကခေါင်းရုတ်တရက်မောလိုက်ပြီးရှီယောင်နှဖျားရဲ့ဟင်းတန်ကထွက်လာပါတယ်ရှီယောင်နှဖျားရဲ့ဟင်းတန်ရှိမှတက်ရှိမှန်သမျှဆုတ်ခွာရပါတယ်ဘသူကမှရှေ့မှာရက်နေဖို့အတွက်မထိုက်တတ်ပါဘူးသူကဟင်းယုံလိုက်တဲ့အခါထိုဟင်းတန်ကိုမခံနိုင်တယ်လို့ဂူတစ်ခုလုံးကတုံ့ခါသွားပါတယ်တစ်ချိန်တည်းမှာပဲဝင်လင်းကခြေထောက်ကိုမြောက်ပြီးရက်ဆက်ဆောင်နဲ့ရှေ့ကိုတလန်တိုးလိုက်ပါတယ် ထိုတလန်ကရိုးရှင်းပေမဲ့ဝလင်းအတွက်တော့ရန်အောင်မှခဲပါတယ်မမြင်နိုင်တဲ့ဖိအားနဲ့လူတယောက်ကိုပြုတ်ကွဲစေနိုင်တဲ့အချိန်မှာကိုရင်ဆိုင်ရတဲ့အခါဆုတ်ခွဘူးဆိုတဲ့တခုတည်းသောလမ်းအသာရှိပါတယ်ဒူဝရင်ဆုတ်ခွတယ်ဆိုတာလက်နက်ချတာပါ အချိန်လေးဦးသားပြန်ပြောင်းလဲနိုင်အောင်ဆိုရင် လုံအောင်လက်နဲ့ထားပါတော့မယ်ရှေးအောင်နဲ့ဖရားတွေကကောင်းကင်ရဲ့တောက်ကိုစန့်ကျင်ရဲပါတယ်ရုပ်ထုတစ်ခုတည်းဦးတော့လက်နဲ့ထားမယ်ဆိုရင်ဝလင်းကစစ်မှန်တဲ့ရှေးအောင်နဲ့ဖရားဖြစ်ဖို့အတွက်မထိုက်တန်ပါဘူးအဲ့ဒီတလန်းတဲ့အတူဝလင်းကသူ့ရဲ့ခန္ဓာကိုယ်တွေကကြောက်စရာကောင်းတဲ့ပြုတ်ခွဲတန်တွေကိုကြားရပါတယ်ထိုတလန်းကိုနမ်းလိုက်တာထိုပီအားကိုဓာတ်ရင်ဆိုင်ပြီးညှိနှိုင်းဖို့အတွက်နေရာမရှိတော့ဘူးဆိုတာပါ သူကလည်းဝင်လင်းရဲ့ထေရရှီအောင်တပြအမွေနကလိုချင်တာအဲ့ဒါပါ။နောက်ဆယ်လန်ယာလန်ဆုတ်တာရင်းနေပြီးရုံကန်တာတော့မရှုံးပဲနေနေရတော့အားနေလို့ပါလေ။ဒါကိုလျှောက်တဲ့တာအိုကကောင်းကင်ရဲ့စာနာကိုပဲလိုက်နာရမယ်ဆိုတာကိုဆုံးဖြတ်ပါလေ။သူကလည်းတလန်းလန်းလိုက်တာကတော့အရန်အောင်မှခွာထားပါလေ။ဒါပုံကန်တာစန့်ချင်တာပါ။တလန်းလန်းပြီးရင်တော့ရုပ်ထူးရဲ့ဖီကအစာပေါင်းများစွာတိုးလာပါလေ။တောင်ပေါင်းများစွာဝင်လင်းပုတ်ကိုပြိုဆင်းလာသလိုပဲခုခန့်လို့လုံးဝမရပါဘူး။သူ့ရဲ့ကြောပေါ်ကအပေါက်ကနေသွေးများထွက်လာပါလေ။သူကနောက်ထပ်ခြေတလန်းလန်းလိုက်ပါလေ။ငါဝင်လင်းရော ကောင်းကင်ကိုစန်းကျင်တဲ့ကြီးညံ့သူကောင်းကင်နဲ့ကံကြမ္မာကိုစန်းကျင်ရဲမှာတော့ဒီမှာဘာလို့စုတ်ခွာအားမလဲဝလင်းရဲ့တလန်ကရေစီးချောင်းလို့စံတက်သွားပြီးကောင်းကင်ကိုဒေါတာဖက်စီသလိုပါပဲပို့ပြီးတော့ဆွတ်ထတဲ့ဖီအားတစ်ခုကသူ့ရဲ့အပေါ်ပြုစင်လာပါတယ်တောအိုရှောက်ဖွေသူတယောက်က မနက်ခင်းမှမွေးဖောက်ပြီးညနေခင်းမှတည်ဆုံးတယ်ကောင်းကင်ကိုစန်းကျင်တဲ့ကြီးညံ့သူမှာစန်းကျင်တဲ့နှလုံးသားရှိတယ်ဘာလို့ကြောက်ရွံ့ရမှာလဲတည်ခြင်းတရား အမြင်နိုင်တဲ့ဖီအားအောက်မှာဝလင်ရဲ့ခန္ဓာကိုယ်ကနေသွေးများကပန်းထွက်လာပါတယ်။သူ့ရဲ့သွေးတွေနဲ့ဖုံးလွှမ်းနေရင်ပဲသူကရေလိုက်ပါတယ်။ သူ့ရဲ့ရေတံမှာလက်မလျှော်တဲ့အချိန်ဝါရီကပြင်းနေပါတယ်။ယခုချိန်မှာဝလီမအတုံးမွင့်တဲ့အတွေ့အလုံကပြောက်ကွင်သွားပြီးစိတ်ကကြည်လင်နေပါတယ်။သူ့ရဲ့စိတ်ခဲမှာစမ်းကျင်ဆိုတဲ့ဇကားတလုံးအသာရှိပါတယ်။ထိုချိန်တုန်းကနဆိုးဝင်းညင်ပင်လယ်မှာအာနာတက်ချင်အစင်းကိုရောက်ဖို့အတွက်ကောင်းကင်းကိုစမ်းကျင်ခဲ့ပါတယ်။ထိုနေ့မှာတော့နဆိုးဝင်းညင်ပင်လယ်မှာဖီအားကိုနောက်တစ်ချိန်ရင်ဆိုင်ရပါတယ်။ကောင်းကင်းတစ်ခွေမှာရှိနေတဲ့တော့ကဝလင်ကချစ်ပိတ်ထားတဲ့စမ်းကျင်တဲ့သဘောတဘောကပြန်လည်နှူထလာပါပြီ။အလုံးကကံကြမ္မာလူပဲရေမောင်းရင်ဝလင်ကနောက်ထပ်တလန်နှမ်းလိုက်ပါတယ်။ တတရားချီလန်းကိုလှမ်းလေတဲ့အချိန်မှာပဲနန်းတော်ထေရဖီအားတွေကဘယ်တော့မှမရှိခဲ့သလိုပြက်ကွက်သွားပါတယ်အဖျော်ဝေးအမျိုးသမီးရရုပ်ထုအဝါနေဝန်လင်းကိုစိုက်ကြည့်ပြီးရှုပ်ထွေးတဲ့ခံစားချက်တစ်ခုကိုပြသလိုက်ပါတယ်ဝယ်လင်းရဲ့ရေတံတွေကနန်းတော်ထင်မှာပဲ့တင်ထက်သွားပြီးတဖြည်းဖြည်းနဲ့ပြောက်ွက်သွားပါတယ်။ရုပ်ထုကိုမြင်လိုက်ရတဲ့အချိန်မှာဘသူလဲဆိုတာခမမိပါတယ်။ထိုလူရဲ့ရုပ်ရည်ကချင်းွှတ်နဲ့တစုံတရာဆင့်တူပါတယ်။ပြီးတော့ရုပ်ထုတစ်ခုထဲကနေဒလောက်ထိအစွမ်းထက်တဲ့ဖီအားကိုထုတ်လုနိုင်တဲ့သူကတယောက်ထဲသားရှိပါတယ်။ကောင်းကင်အီဂရစ်ချင်းလင်း ဝင်လင်းရဲ့ကြော်ဝါချွေးရည်နဲ့ဆွဲနေပါတယ်အခုနောက်သူခန်းစားလိုက်ရတဲ့အနေရကမကြုံစဘူးပါရှေးအောင်နှဖျားရဲ့ခန္ဓာကိုယ်ဝါတာမရှိဘူးဆိုရင်သူကချက်ချင်းပဲပောက်ခွဲပြီးတော့တည်ဆုံသွားမှာပါကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်